အချိန်ကြာလာတာနဲ့အမျှနှလုံးရင်းလုပ်ငန်းဆောင်တာတွေရာဆိုလို့ရှိရင်တပိပိနဲ့ကြာစင်လာတတ်ပါတယ်။အရင်တုန်းကလူမျိုးလည်းအလုပ်ကိုကောင်းကောင်းလုပ်နိုင်မှာမဟုတ်တော့ပါဘူး။ဒါကြောင့်ဒီနေ့ဗီဒီယိုလေးထဲမှာတော့အသက်ကြီးလာတာနဲ့အမျှနှလုံးကျန်းမာစေဖို့အတွက်လိုက်နိုင်ရမယ့်အချက်၅ချက်ကိုပြပြပေးသားမှာပဲဖြစ်ပါတယ်ရှင်။ ရမအုံဆုံးချက်ကတော့ကျမ်းမာတဲ့ပုံစံကိုထိမ့်သိရမှာပါအသက်ကြီးလာတာနဲ့အများကိုခန္ဓာကပြောင်းလဲလာတယ်လို့ကျွတ်သားတွေကလည်းနေလာနိုင်ပါတယ်လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်တော့ပေါ့နော်ကိုခန္ဓာကကယ်လိုရီကိုအနည်းငယ်ပဲအသုံးပြုရတဲ့အကြောင်းမို့လို့ကိုလုံးတလောက်ဝယ်မိကြတာမျိုးကြီးလည်းဖြစ်လာနိုင်ပါတယ်ရှင် ဒါကြောင့်ငငယ်တုန်းကနဲ့ရှင်ရင်ပို့ပြီးတော့ပြယ်လွီနေတဲ့အစားအစာတွေကိုလိုအပ်ပါတယ်။ဒါပေမဲ့ကိုခန္ဓာကတော့စွမ်းအင်ကိုလိုအပ်နေစေဖြစ်တဲ့အတွက်ကြောင့်မို့လို့အာဟာရကျော်ရတဲ့အစားအစာတွေကိုလည်းဆက်သုံးပေးသင့်ပါတယ်။ဒီအတွက်ပေါ့နော်။သင့်တော်တဲ့ကိုယ်လေးချိန်ရဖို့အတွက်အာဟာရနဲ့လေ့ကျင့်ခန်းခြားထဲမှာချိန်ကြီးဖို့လိုလာပါပြီ။သိပ်ပင်လုံးနေဆိုလို့ရှိရင်လည်းအာဟာရချွတ်တဲ့ပြီးတော့ခုခံအားကြီးကျလာနိုင်တယ်လို့သိပ်ဝံလုံးမယ်ဆိုလို့ရှိရင်လည်းနှလုံးရောဂါတွေဖြစ်လာနိုင်ပါတယ်။သင့်တော်တဲ့လေ့ကျင့်ခန်းလေးလုပ်ပေးမယ်ဆိုလို့ရှိရင်တော့ကျွတ်သားတွေနဲ့အရိုးတွေကိုကျန်းမာသွားစေနိုင်ပါတယ်။ကိုယ့်ရဲ့မိသားစု ဆရာဝန်ကိုကိုယ့်ရဲ့ကျမ်းမာရေးနဲ့တင်းညော်တဲ့ကိုလေးချိန်ကဘလောက်လဲဆိုတာကိုမမြင်ပြီးတော့ဒီကိုလေးချိန်တိုင်းထင်ရသင့်ပါတယ်ရှင် ။နောက်ထပ်ဒုတိယမြောက်အချက်အနေနဲ့ကတော့မျှတာတဲ့အစားအစာတွေကိုစုံစမ်းပေးပါနော်။ကိုယ့်ရဲ့ကိုယ်ခန္ဓာကကယ်လိုရီအနည်းငယ်ကိုပဲလောင်ကျွမ်းနိုင်နေဆိုပေမဲ့ကိုယ်အလိုလိုနိုင်မှုအတွက်အားအင်းနေလိုအပ်တဲ့အတွက်ကြောင့်မို့လို့ဗီတာမင်နဲ့သတ္ထုဓာတ်တွေကြိုးဝါတဲ့အစားအစာတွေကိုစုံစမ်းပေးသင့်ပါတယ်။ကိုယ့်ရဲ့အစမိုင်းနဲ့ညှို့တဲ့အစားအစာတွေကိုကိုယ့်ရဲ့ဆရာမကိုတရားမင်းမြန်မာနော်သူတို့ကအကြံပေးပါလိမ့်မယ်။အရေးကြီးတဲ့အချက်တစ်ခုကတော့မနက်စာစားဖို့ပါပဲနော်။ နောက်ထပ်တတရားမြောက်ချက်အနေနဲ့ကတော့လေ့ကျင့်ခန်းလုပ်ပါတော့လေ့ကျင့်ခန်းလုပ်ပေးမယ်ဆိုလို့ရှိရင်ကိုခန္ဓာကိုကျန်းမာသက်ဆိုင်ပြီးတော့ပြပြောင်းလာစေနိုင်ပါတယ်။အရင်ကြီးပြပြထန်တဲ့လေ့ကျင့်ခန်းတွေဖြစ်တဲ့လမ်းလျှောက်တာရေကူးတာဒီလိုမျိုးလေ့ကျင့်ခန်းတွေအရဆိုလို့ရှိရင်နှလုံးကိုအလုံးလုံးစေတဲ့အကြောင်းမို့လို့နှလုံးကိုလည်းပို့ပြီးတော့ကျန်းမာစေနိုင်ပါတယ်။ဒီလိုမျိုးလေ့ကျင့်ခန်းလေးကိုတော့နေ့စဉ်ပုံမှန်လုပ်ပေးတင်ပါတယ်ရှင်။ကိုနိုင်တဲ့လောက်ကနေဆက်လုပ်ပြီးတော့တဖြည်းဖြည်းနဲ့တိုးလုံနိုင်ပါတယ်။ကိုလုံးချင်တဲ့လောက်ကိုလည်းအစီအစဉ်ဆွဲပြီးတော့လုပ်လို့ရပါတယ်နော်။ကိုလုံးမဲ့လေ့ကျင့်ခန်းပမာဏနဲ့အချိန်တွေကိုလည်းတဖြည်းဖြည်းနဲ့တိုးပြီးတော့လုပ်လို့ရပါတယ်။လေ့ကျင့်ခန်းမ လုပ်ခင်ရေစင်ကလုံနေတဲ့အချိန်နဲ့လုံပြီးတဲ့အချိန်ဒီမှာဆိုလို့ရှိရင်လည်းရင်းမြတ်တောက်ပေးပါနော်အကြောချော့လေးခြင်းကအနားယူလာထားတယ်ကိုလည်းလုပ်ပေးပါနော်ရေစင်ကမလုပ်ခင်မှာဆိုလို့ရှိရင်တော့ကိုယ့်ရဲ့ဆရာဝန်နဲ့တခြားတိုင်းမြင်ပြီးတော့ကိုနဲ့တင့်တော်မဲ့လေးခြင်းကအမျိုးအစားကိုရွေးချယ်နိုင်ပါတယ်ရှင် နောက်ထပ်လေးချက်မြောက်အနေနဲ့ကတော့ကိုလက်စထရောပမာဏကိုထိန်းချုပ်ပါနော်။ခန္ဓာကိုယ်ကစွမ်းအင်ကိုရရှိဖို့အတွက်ကိုလက်စထရောတွေကိုလိုအပ်ပေမဲ့များပြားတဲ့ကိုလက်စထရောတွေကတော့နှလုံးရောဂါနဲ့လေးဖြစ်ရောဂါဖြစ်စေနိုင်ပါတယ်။ HCL ကကြတော့ကောင်းတဲ့ကိုလက်စထရောဖြစ်ပြီးတော့နှလုံးကဖြစ်နိုင်ရွှေ့ချပေးနိုင်ပါတယ်။ LDL ကတော့မကောင်းတဲ့ကိုလက်စထရောဖြစ်ပြီးတော့နှလုံးရောဂါကိုပိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့်မို့လို့နှလုံးရောဂါကိုစောစောစီစီသိရှိနိုင်မှုအတွက်ကိုလက်စထရောပမာဏကိုလည်းပုံမှန်စစ်ဆေးပေးတင်ပါတယ်ရှင်။ နောက်ဆုံးချက်အနေနဲ့ကတော့သွေးပောင်ခြင်းကိုထိမ့်ပါနော်သွေးတိုးရောဂါဆိုလို့ရှိရင်နှလုံးရောဂါရဲ့အဓိကကြောင်းရင်းတစ်ခုပါပဲသွေးပောင်ကိုအိမ်မှာပဲသွေးပောင်ခြင်းနိုင်ကြရတိုက်နာနိုင်တယ်လို့ဆေးရုံဆေးကနေမှာသွားပြီးတိုက်မယ်ဆိုလို့ရှိရင်လည်းရပါတယ်နော်သွေးပောင်ကိုပုံမှန်တိုက်နာတာကသွေးတိုးရောဂါကိုစောစောဆေးသိရှိနိုင်မှာလိမ့်မယ်နော်ဒါဆိုလို့ရှိရင်နော်သွေးတိုးရောဂါကိုထိထိရောက်ကူတာနိုင်မှာပါဒီလောက်ဆိုလို့ရှိရင်အသက်ကြီးတာရနဲ့အမြနှလုံးကျန်းမာစေဖို့လည်းလက်နိုင်ရမယ့်အချက်၅ချက်ကိုသိသွားလောက်ပြီလို့ထင်ပါတယ်နောက်ထပ်လည်းဒီလိုမျိုးကျန်းမာရေးနဲ့ပတ်သက်တဲ့ဗဟုသုတဗီဒီယိုဖိုင်လေးတွေကိုတင်ဆက်ပေးသွားအောင်မလို့ဆက်လိုက်ဆောင်မှုချူအားပေးကြပါအောင်နော် ားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။